ဆွဆွလေးလေးလေးပဲကျွန်တော်တင်ပြခြင်းလဲရန်သူကိုချိန်မုံတဲ့အရာမှမမြကိုကျွန်တော်တို့ကထောက်ခံပါတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့င်းထူးတဲ့တဲ့ကောင်းတဲ့တဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် မြန်မာပြည်ရဲ့နိုင်ငံရေးရာကိစ္စတွေကိုကျွန်တော် Facebook နဲ့ YouTube ကနေတပြိုင်တည်းကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့တော့ကဒီကောင်ကြီးရဲ့အဓိကအာသာချက်ကလေကြောင်းဆိုတာကျွန်တော်တို့သိတယ်လीเนาะအဲ့တော့သူတို့ရဲ့လေကြောင်းအာသာမှုကျွန်တော်တို့ဘယ်လိုတွေဖြတ်မလဲเนาะဆိုတော့ဟိုဘုံကျမှုတစ်ခါဖြတ်လိုက်เนาะ အာဓာတ်ပုံတွေဘလူပြောင်ထွက်လာဘလူဓာတ်ပုံလဲဆိုတော့အဲ့လေဓာတ်ကလထတွေဓာတ်ပုံတွေနော်တခါပြီးရင်ပြီးသွားပြန်ရောနော်အာဘုံတခါကျင်းလိုက်လေဓာတ်ကလထတွေလိမ့်စာတွေတခါထွက်လာပြန်ရောတခါပြီးသွားပြန်ရောအခုနောက်ပိုင်းကျတော့ဘလူဖြစ်လဲဆိုတော့ဒီကောင်ကနေ့စဉ်ရက်ဆက်ကိုကျဲလာတဲ့အခါကျတော့ ဘုံကျဲတာတစ်ခုက norm တစ်ခုလိုတော့ဖြစ်ပါတယ်နော်နော်ဘုံကျဲတာတွေကလေမဟုတ်ကျွန်တော်အဲ့ဘုံကျဲတော့ကျွန်တော်ကြည်တာမဟုတ်ကျွန်တော်မိတ်ဆွေတယောက်ကအဲဒေါ်နယ်ထွန်းကြိုက်တဲ့လူတွေလည်းရှိတာဟုတ်ကျွန်တော်မိတ်ဆွေတွေအဲမှာဆိုတော့မိမိပါမိမိလို့လည်းဆက်ချိုက်ခွင့်ရှိပါတယ်ကျွန်တော်ကတော့ဒေါ်နယ်ထွန်းကိုအစအဆောင်ကြည့်ခဲ့ပြီးတယ်ဘယ်အချိန်မှစပြီးကျွန်တော်သူ့ကိုဘလို့မှလက်ခံလို့မရတော့လဲဆိုတော့ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်းမှာသူ့ရဲ့လုပ်ပေါက်ကင်ပေါက်သူ့ရဲ့ပြောပုံပုံလေးသူ့ရဲ့စိတ်ချက်တွေလူရက်တွေကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဒေါ်လာထွန်းအောင်ဘလို့မှလက်ခံလို့မရတော့ဘူး။ဒါနဲ့ကျွန်တော်ရဲ့လှုပ်လှဆွာရွေးချယ်မှုဖြစ်ပါတယ်။သို့တော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့နော်အမြင်မတူတာအကြိုက်မတူတာနဲ့တော့ကျွန်တော်တို့အချက်တွေကတော့မလျော့တော့ပါဘူးမပြတ်တော့ပါဘူး။ကျွန်တော်ကတော့ချက်လျက်ချက်ဆဲပါပဲ။နောက်လည်းချက်သွားမှာပါ။ ဟာအသေးကတော့ပြင်းတယ်ဟိအသေးမဟုတ်ပါပဲနော်ပဲလို့ပဲခေါ်လိရှိရတာမလားပဲလို့ကတော့ပြင်းတယ်နော်ပြင်းရမယ်ဆိုတာကြီးရဲ့နော်အဲ့တော့အဲ့မှာပစီကြီးမှာကြည့်ကြည့်အခုတပည့်ရဲ့မှာကြည့်ကြည့်နော်ကလေးတငယ်တွေပါပါတဲ့ခါကျတော့ဒီသူတွေရဲ့ emotion ကတအားမြင့်တယ်ဒါပေမဲ့ကျွန်တော်တို့ကသတိထားပြီးတော့ live ပေါ်ကကျတော့ပြောရပါတယ်နော် အဲ့တော့ဆစီလင်းလေးလေးပဲကျွန်တော်တင်ပြခြင်းလဲရန်သူကိုချိန်မုန်းတဲ့အရာမှန်သမျှကိုကျွန်တော်တို့ကထောက်ခံပါတယ်ဒီတဲ့တင်တာတော့ဘာမှမရှိပါဘူးရန်သူကိုအထိနာစီမဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့ထောက်ခံပါတယ်ဇာနေကတော့ဘာပြောလဲဆိုတော့ဘုံစံထုတ်လုပ်တဲ့ဟာတွေကိုလည်းပြတ်မှတ်ထားရမယ်တဲ့ထုတ်လုပ်တဲ့နေရာကုံချမ်းနေဒါလည်းမှန်တာပဲနော်ကျွန်တော် နည်းမောလို့ဖြစ်ဖြစ်ချင်းပြောရအောင်ရေလေးတောက်ပြီးပြောမယ်။တော့ကျွန်တော်လည်းအသက်ကနည်းနည်းကြီးလာတဲ့ခါကျတော့အရေးရလို့သိမော all night တော့ဇေယားပြလာ။မဟုတ်လို့ဆိုတော့ဟိုလိုက်ကလာတာပဲလင်းနေကြော်ပြီလေနော်။မတူဘူးတနေ့တနေ့။နော်။အားကြောင့်မလို့ကျွန်တော်ပြီးခဲ့တဲ့မနေ့တနေ့ကပြောတာ live မှာကျွန်တော်ပြောတာအသက်ကြီးရင်တော်လန်ရေးကိုနော်။ဥဆောင်ရခတ်တယ်နော်။ကျမိုင်မကောင်ပူဆိုးတယ်ဆိုတာ တခြားမကြည့်နဲ့ဒေါ်နယ်ထရွန့်မန်ကြည့်ဝိုင်းဟောက်စ်ကသူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာအင်္ဂိုက်လုံလိုက်ဆော်ဒီအာရေဗျာနဲ့သတင်းစာရှင်းလင်းပွဲမှာအင်္ဂိုက်လုံလိုက်ကျွန်တော်ပြောချင်တာလေသူအသက်ကတော့80ကြီးပြောနေပြီနော်ဘီလီယံနာလည်းဖြစ်နေပြီနော်တဖက်လူကြီးကမင်းဟာဘူးလားမန်တက်ပြီးတော့အနာလိုချင်သေးတယ်ပဲအဲ့ဒါသူအမေရိကန်သမရလိုဟာမျိုးကတော့စัจ java ဝတိမင်းနေကြ နော်ကျွန်တော်လက်ဒွန်ရယ်ထွန်းကိုဒီ second term မှာညှော်လင့်ခဲ့ပါတယ်ကျွန်တော်အားကြောင့်မလို့စောင့်ကြည့်ခဲ့တယ်ညီမရင်းနဲ့ပတ်သက်ပြီးသူပြည့်ပြည့်တတ်တာပါဝင်လာမလားပေါ့ဒါပေမဲ့သူ ရပောင်းတရားကျော် သူ့ရဲ့လုံပုံไก่ပေါက်တွေကိုကြည့်လိုက်တဲ့ခါကျတော့ဒီဘဲကတုံးစားလို့မရဆိုတော့ကျွန်တော်နားပြပေါ့အော်နုပြူခံကြနေတုံးပါ FIL FIL ဆိုတာက ဖာသားရင်လောလို့ကျွန်တော်တို့ခေါ်တာဟုတ်လားလိုက်မှာတခါလဲလာပြီးဇီဘာကဲတာဟုတ်ပါပြီဟုတ်ပါပြီသမီးသေးเนาะ my dil ပေါ့ dil ဆိုတာကဒေါ်တော်ရင်လောပေါ့เนาะချွတ်မလေးပေါ့ဗျာအဲ့လိုမျိုးဇီဘာလဲလာခင်လို့ရတယ်เนาะနော်အဲ့တော့ယန္တုကယန္တုပြီးသားတဲ့အခါမှာကျွန်တော်တို့ကလည်းယန္တုကိုနေလို့မေးလို့ပဲကြင်ရမှာ ဲ့ဒါကကြတော့ဗျာကျွန်တော်ပြပြမယ်ရန်သူကိုပြတ်သုံးစီမဲ့စစ်အာဏာရှင်စနစ်ချုပ်ငိမ့်စီမဲ့ဘလို့လောက်ရမျိုးမဆိုကျွန်တော်တို့ကထောက်ခံတယ်ဗျာနော်ထောက်ခံတယ်လိုင်းပေါ်ကနေပြီးတော့ပြောလို့မရဘူးစကားလုံးနေစင်ကျင်ရတယ်ပို့စ်တွေတင်လို့မရဘူးကျွန်တော်တို့စင်ကျင်ရတယ်ဒီလိုတွေရှိတော့လေဘာကြောင့်လဲဆိုတော့ဟိုဘက်ကကောင်းနေရစောင့်ပြီးတော့ report မစောင့်နေတာ ဆိုတော့ကိုရီးယားအများကြီးသတိထားရတယ်။နော်နုပြုတ်ခန့်ညားနေတော့မှပဲဆိုတော့အဲ့လိုမျိုးမြောက်လိုက်မရဘူးဗျာသိလား။နေကမြတ်မှာပါကောက်တက်ပလိုက်သေးတယ်နော်။ကျွန်တော်တို့အဲ့လိုမျိုးဘုံကျဲပြီဆိုလို့ရှိရင်ပုံမြင်လေးတွေလည်းပြပြန်ထွက်လာတယ်။ရာဇဝင်တွေလည်းပြပြန်ထွက်လာတယ်။အဲ့ဒါဘာတွေလဲဆိုတော့ အာဖဂန်နစ္စတန်မှာနော်တာလီဘန်ကအမေရိကန်ကြောထောက်နောက်ခံဖြစ်ရဲ့နော်လီဒါကြီးကြီးကြီးရှိရဲ့နော်အမေရိကန်စစ်လက်နက်ပစ္စည်းတွေထုတ်ပြန်ထားတဲ့အမေရိကန်စစ်စခန်းတွေရှိရဲ့နော်အဲ့ကြားတွေကနေပြီးတော့တာလီဘန်တွေကအမေရိကန်ကြောထောက်နောက်ခံပြုတ်ထားတဲ့ เนาะจาลีบันอัฟกานอสุยาบลูဖြုတ်ချခဲ့လဲဆိုတော့เนาะပုံဟိုပါပေါ့တမိုင်းနေလဲပြန်ပေါ်လာအကြီးရေဒေါ်နယ်ထရမ့်ကရှေ့နေလိုက်ပြီးနေတယ်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကအများသားကလား မြန်မာပြည်မှာလည်းအသက်ကြီးနေတဲ့ဟာတွေကထိုင်ခုံယူခြင်းနဲ့ဟာတွေကအများကြီးရှိသေးတယ်။ဟုတ်ပါဗျာ။နော်။ဟိုကျွန်တော်ကျွန်တော်ဆိုရင်အသက်အရန်ကြီးမကြီးသေးဘူးဒါပေမဲ့လူလက်ပိုင်းတည်းဝင်လာပြီ။လူငယ်ကလေးတုန်းကလို့နော်။ဘယ်တူတော့မလဲ။မတူဘူး။လုံခဲ့တဲ့လင်းတင်းနဲ့အခုတော့မတူဘူးဗျ။နော်။စက်ကရှိပြီမှာတခါကျခန္ဓာကိုယ်ကလိုက်နိုင်ချင်မှလိုက်နိုင်မှဟာရှိရယ်နော် တခါကျမ်းမာကြီးဆိုတာဖောက်လာတာပဲအတကြီးလာပူဖောက်တာနော်အဲ့တော့တကယ်ဒီတော်လိုင်းရေးပူတန်တန်ဆွဆွနဲ့ကြက်ကြက်မမာနဲ့တော့ဥဆောင်နိုင်မှုဆိုတာလူငယ်တွေနဲ့ဥဆောင်မှာဖြစ်မှာကျမ်းမာကြီးမကောင်းရင်စိတ်ကလည်းမလန်းဘူးဆရာတို့ရဲ့ဆရာမတို့ရဲ့နော်ကျမ်းမာကြီးမကောင်းရင်လေဘာမှလုပ်ချင်ကြခြင်းစိတ်ကမရှိဘူးဗျကျမ်းမာကြီးမကောင်းရင်စိတ်ကလည်းကြားတတ်တယ်ဗျနော်အဲ့တော့ တကယ်ဒီဒေါ်လာရဲ့ကြီးအောင်မှုဆိုလို့ရှိရင်သွေးသက်တွေလောင်းပြီးတော့လူငယ်မျိုးဆက်သက်တွေနဲ့ဒီလိုသွားကြဖို့ကအမှန်တကယ်လိုအပ်ပါတယ်ဗျเนาะအဲ့တော့ခုနစကားကိုကျွန်တော်တို့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်အာဖဂန်နစ္စတန်မှာတာလီဘန်တွေကအဲ့ဒီအမေရိကန်ကျောထောက်နောက်ခံပြုတဲ့အစိုးရကိုတော်လှန်ကြတဲ့အချိန်မှာသူတို့ကဟိုးနေဆက်နေစွန်နေပြားတွေတောင်းနေမှာစခန်းထားပြီးတော့ တာလီဘန်တွေကခြေကုပ်ယူပြီးတော့တောကနေမြို့တက်တာပဲလေနော်အဲ့တော့ American Fighter Jet တွေအမြောက်တွေနော်ဆလနာပစ္စည်းတွေရဟန်းရင်လည်းအများကြီးရှိတယ် American ရုပ်သေး Afghan အစိုးရကိုတာလီဘန်တွေကဘယ်လိုလုပ်ခဲ့သလဲမင်္ဂလာပါဗျာနော်တာလီဘန်တွေကဘယ်လိုလုပ်ခဲ့သလဲအဲ့ဒီအကြောင်းအရာတွေလည်းပြန်ပေါ်လာအဲ့ဒါကတော့ဘာလဲဆိုတော့တာလီဘန်တွေကတဲ့နော် အဲ့ဒီဘုံကျဲတိုက်လီရင်တွေကိုတဲ့နော်တိုက်လီမောင်းတဲ့သူတွေကိုတဲ့သူတို့ကလိုက်ရှာပြီးတော့မိသားစုလိုက်ပါစမုံတုံးပြတာလို့ပြောတယ်ဗျနော်နော်မိသားစုလိုက်ကိုစမုံတုံးတာတဲ့ဗျအဲ့တော့ဘာဖြစ်လဲဆိုတော့မိသားစုလိုက်စမုံတုံးခရတဲ့ခါကျတော့အဲ့ဒီခုနကလဒ္ဓနော်လီတွေကလဒ္ဓအဲ့ကောင်တွေအကုန်လုံးကြောက်လန့်ကုန် ူကရှေ့မှာဘုံကျဲရင်နောက်မှာသူ့မိသားစုကိုတာလီဘန်စမုံတုံးတာလို့ပြောရတယ်ဗျနော်အဲ့လိုမျိုးစမုံတုံးခံရတဲ့ခါကျတော့နောက်ပိုင်းကျတော့မလုတ်ရဲကြတော့မထိရဲကြဘူးဆိုပြီးတော့အဲ့ဒါလေးကိုကိုးကားပြီးတော့မြမအရေးမှလည်းအဲ့ဒီတဲ့စကားကို ပြန်ရှယ်ကြတာလေကျွန်တော်တွေးမိတယ်နော်နော်အဲ့ဒါကြီးလည်းတွေ့မိတယ် ဆိုတော့ကကြာအလာရီနဲ့အတူတူခုနကနော်လီဒတ်ဦးစည်းချုပ်ဆိုတဲ့လရခိုင်းချုပ်ကကမာရင်းမြို့နယ်အာဒီယာလန်ထဲမှာနေတယ်ဆိုတဲ့အကြောင်းနော်အာဒီယာလန်ဆိုတာသိတယ်မလားအာဒီယာလန်ဆိုတာကကျွန်တော်တို့ဒီလက်ရမီပွိုင်းကနေဆိုရင်ကျွန်တော်တို့အဲ့နားမှာဗျာအရင်တော့ကဟိုဘက်ခက်ကဆိုဂိုးရှူစတိုးလို့ပါလို့ရှိတယ်ဒီဘက်ခက်ဆိုရင်အဲ့နားမှာဘာရှိမလဲဆိုတော့ ဟောကိုတေဇတို့ရဲ့ဗန်ရှိပါလားအဲ့ဘီနာလမ်းကြားကိုအဲ့ဒါအာဒီယလန်လို့ခေါ်တယ်ဗျနော်အဲ့ဒါကမောင်မြွတ်တယ်လဲတန်းအာဒီယလန်လို့ခေါ်တယ်ဗျအဲ့ဒီထဲမှာလဒနော်ဂျုံနေတယ်ဆိုတဲ့အကြောင်းတွေကိုလဲဓာတ်ပုံတွေတကွာဖော်ပြကြရဲ့ဗျနော်ဆိုတော့တကယ်အမြောက်မဟုတ်လို့ရှင်တော့เนาะ ဗကြံမြောက်မဟုတ်လို့ရှိရင်တော့ဒီကောင်လေးလဲကျွတ်စင်ကြီးတော့ဖြစ်နေမှာပေါ့ဗျာနော်ဒီလေးလဲကျွတ်စင်ကြီးဖြစ်နေမှာပေါ့ဒါတော့မှကျွန်တော်တို့ဒီ new dollar ရဲ့အစမှာ UG တွေတော်တော်လေးအင်အားကောင်းခဲ့တဲ့အချိန်မှာနော်ဒီကောင်လေးကျွတ်ကျဲတာပဲလीနော်ကျွတ်ကျဲတာပဲနောက်ပိုင်းရန်ကုန် UG တွေနော်ကျွန်တော်တို့တွေဒီလေကိုရောင်ဖြောက်လာတဲ့အချိန်နေရန်သူလက်ကိုပါသွားတဲ့အချိန်မှာတော့ဒီကောင်လေးနည်းနည်းထောင်ထောင်တော့ပြန်ဖြစ်လာတာပေါ့ ဒါတောင်မှရုပ်ပြပြောက်ကြားတွေကအကွက်ချောင်းနေတယ်လို့ပဲထင်မှတ်စရာရှိပါတယ်ယုံကြည်စရာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒေါ်လာအိမာကပထမအဆုံးကရှင်သာအောင်နေထိုင်ခြင်းကဒေါ်လာနေခြင်းလေအထူးသဖြင့်ဒေါ်လာကြီးရဲဘော်ပဲအဲ့ဒါနံပါတ်၁ကိုနော်ရှင်သာအောင်နေရမယ်နံပါတ်၂လုံကျော်အောင်နေရမယ်ရန်သူလက်ပါဝါလို့မရအောင်အဲ့နှစ်ခုအရင်လုတ်ပြီးတော့မှကျန်တာကိုလုပ်ရမှာဟုတ်အထူးသဖြင့်မြို့ပြပြောက်ကြားတွေအနေနဲ့ဆိုရင် ရန်သူရဲ့မျက်ခုံးမွေးပေါ်မှာစဉ်ကျက်ရှောက်နေရတဲ့သူတွေဖြစ်တဲ့အခါကျတော့ပို့ပြီးတော့တရိပ်ထားရတယ်။နော်ပို့ပြီးတော့တရိပ်ထားရတယ်။ဆိုတော့မြို့ပြပြောက်ကြရဲ့အနေနဲ့ရှင်သာအောင်နေနေတာကိုပဲကျွန်တော်တို့ကယေရှုတင်လာပါပြီ။နော်လုံကြောင်နေနေတာကိုပဲကျွန်တော်တို့မှာယေရှုတင်လာပါပြီ။နော်ဆိုတော့အဲ့လိုမျိုးဘူးနော်ဓာတ်ပုံတွေ share လိုက်နော်ဘုံတခါကျဲလိုက်အခုဆိုရင်တော့နေတိုင်းလိုလိုဘုံကျဲနေတဲ့အခါကျတော့ ပြည်သူတွေမှာပြောเสียရစကားတော့ရှာမရတော့ဘူးねဒူဘိုင်နော်တော်ကြနေကြောက်တော်မျိုးကိုကျဲလိုက်ရံပြဲကိုကျဲလိုက်ဟိုကိုကျဲလိုက်ဒီကိုကျဲလိုက်မြန်မာပြည်အနှက်မှာဗျာတောက်လျှောက်ကိုကျဲနေတာဒါကိုဒီကောင်းလေးလေးတန်းနဲ့ဒီလိုပဲပြည်သူကိုတတ်မယ်ဆိုတာလဲကျွန်တော်လည်းသိတယ်ခင်ဗျားလည်းသိတယ်အားလုံးလည်းသိတယ်သိလာတာလဲလေးနှစ်ကျော်ပြီဖြစ်တယ်အမှန်မှန်တော့ပြောကြကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်းလေးကိုစပြီးနှွားပြီးဆိုကြတဲ့ကမှနှွားခင်တဲ့ကဒီကောင်းလေးမှာလေးတန်းရှိတယ်ဆိုတာသိတယ် အဲ့တော့အဲ့ဒီလီဒါကိုမြစ်ဖြတ်ဖို့ရတော့เนาะเนาะကျွန်တော်တို့ကကြာစီစူးစမ်းကြရမှာပေါ့ဗျာเนาะကြာစီစူးစမ်းကြရမှာပေါ့ဆိုတော့ဒီ new dollar အစကတည်းကလောက်ရမှာပေါ့ဆိုတော့အဲ့ဒီကတည်းကကျွန်တော်တို့စူးစမ်းလာခဲ့လို့ရှိရင်အခုလောက်ဆိုရင်တော်တော်လေးကိုခီးပေါက်နေပြီပေါ့ဗျာเนาะ အဲ့တော့ရရှိတာကပြောကြတယ်လीเนาะအဲ့မှာကျွန်တော်တို့ share ကြတဲ့ခါကြရဲ့เนาะတို့ရဲ့ဓာတ်ပုံနေနဲ့ပြောကြဆိုကြလောက်ကြ깟ကြအထူးသဖြင့်တော့လီဒါကလဓာတွေပေါ့ဗျာတို့ရဲ့ဓာတ်ပုံနေနဲ့ share ကြပြောကြတဲ့ခါကြရဲ့အာဘဒရီလောက်ဖို့လို့လောက်ချင်တဲ့လူလောက်ဖို့လို့တို့အတွက်ပေါ့เนาะပြောကြတဲ့ခါကြတော့ကျွန်တော်တို့ပြောချင်တာက ဒီဟာကြီးလှုပ်ဖို့ကဘာလို့မှပူတော်ဝင်ရှိကြလဲဒါကိုကျွန်တော်ကစဉ်းစားမှာဖြစ်တယ်ဒီဟာကြီးလှုပ်ဖို့ကတော့တကယ်တကယ်တော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကပြောခဲ့တဲ့ live လို့ပဲဥဆောင်မှုနေရာမှာယူထားတဲ့သူရဲ့တာဝန်ယူရမှာ ਨੇ တာမယွယွပီသူတွေကယူရတဲ့တာဝန်ယူရတဲ့အတိုင်းတာနဲ့ကတော့မတူဘူးပေါ့ဥဆောင်တဲ့သူတွေကတော့ပို့ပြီးတော့တာဝန်ယူရမှာပေါ့နေမို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကိုယူရချက်ရှိရှိယူမှန်းချက်ရှိရှိเนาะမလုံးကြမကန်ကြဘူး နော်ဆိုရင်ကျွန်တော်တင်ပြခဲ့မှုတာတွေရှိပါတယ်ကျွန်တော်တို့မဟာဗျူဟာမြောက်ပြစ်မှတ်တွေကိုကျွန်တော်တို့ကစော်မရမယ်နော်စော်မရမယ်နော်မဟာဗျူဟာမြောက်ပြစ်မှတ်တွေဆိုတာဘာတွေလဲဆိုတော့ငှက်ပိုက်တွေငှက်တွေနော်ငှက်ပြီးလန်းနေငှက်မောင်းတဲ့လဒ္ဓတွေနော်ဒါတွေကိုစော်မရမယ်ဆိုတာကိုကျွန်တော်တို့တောက်လျှောက်တင်ပြပြောဆိုတာကြားတယ်လीနော် ဆိုတော့တခါကျွန်တော်တို့ဟိုကပ္ပဆက်ဆက်ယုံနေကြည့်ရမယ်ဆိုရမယ်ဒါလေးကျွန်တော်တို့တင်ပြမယ်နောက်တခါကျတော့ကျွန်တော်တို့ရန်သူရဲ့နောက်တန်းတွေကိုနော်မမရှိမမနဲ့ပေါ့ဗျာရှော့တက်ရှိရင်ရှော့တိုက်နေပေါ့နော်ဆိုရမယ်ရန်သူကိုအနာပီးလို့မရဘူးနော်ဒီလိုမျိုးတွေကျွန်တော်တို့ပြောကြပြောကြရဆိုတဲ့အခါကျတော့နော်ຫນွေဥတော်လေးရလဲအခုဆိုလို့ရှိရင်လင်းနေကြော်လာပြီဆိုတော့တတ်တန်းတစုံတရာရလာတဲ့အချိန်ပဲနော် အမှန်တော့ပုပ္ပလလင်းပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟိုဖြစ်စေချင်တာတွေလုံနိုင်စေချင်တာတွေတော့ရှိတာပေါ့ဗျာเนาะဒါပေမဲ့ဘလောက်လုံနိုင်တယ်လဲဆိုတဲ့ဟာကလည်းစကားပြောသေးတာဟုတ်เนาะဘလောက်လုံနိုင်တယ်လဲဆိုတဲ့ဟာကစကားပြောသေးတာဆိုတော့တကယ်လို့မြန်ကျွန်တော်တို့အမျိုးမြင်ကြီးတဲ့ခေါင်းဆောင်တွေဥဆောင်တဲ့အဖွဲ့အစည်းတွေကိုကျွန်တော်ကရထားမယ်ဆိုရင်လွန်ခဲ့တဲ့၄နှစ်လောက်ခရဲကเนาะကျွန်တော်တို့အထူးစပယ်ရှယ်မဟာဗျူအမြတ်တပ်ဖွဲ့ကြီးဖွဲ့ထားဖို့ဆိုတော့ကျွန်တော်တို့ပြောခဲ့အကြံပြုခဲ့ဘူးတာတွေရှိပါတယ် နော်အထူးအထူးတပ်ဖွဲ့တွေပေါ့နော်အထူးတပ်ဖွဲ့တွေဆိုတော့အထူးတပ်ဖွဲ့တွေအနေနဲ့ကသူတို့ကဟိုကျနာကဘာမှလုပ်စရာမလိုဘူးဗျာနော်ဖြစ်စေကျနာကိုပြောတာစိတ်ကွင်းဆန်လိုက်မယ်ဒါပေမဲ့ကဘာမှရှိတဲ့ကြီးမြတ်တဲ့ပြောင်းလဲမှုတွေတီထွင်မှုတွေအကုန်လုံးကအဲ့ဒီစိတ်ကူးရင်မှုကနေစခဲ့ကြတာမဟုတ်ဘူးလားစိတ်ကူးလေးကနေစခဲ့ကြတာမဟုတ်ဘူးလားကျွန်တော်တို့ကဒီလောက်လေးတော့စိတ်ကူးမရင်နိုင်လို့ရှိရင်လက်တွေ့ဆိုတာဘယ်လိုမှမဖြစ်တာဟုတ်တယ်ဟုတ် ဆိုတော့ကျွန်တော်တို့အရာရာကစိတ်ကနေစတဲ့ခါကျတော့ကျွန်တော်တို့ကစကပြီးတော့စိတ်ကလေးယင်ပြီးတော့နော်လုံနိုင်ပြီဆိုရင်တော့မမစိုးဘူးခီးခြေတလန်းဆက်ရောက်သွားပြီအောင်ဆောင်အောင်ခလိုင်းအောင်ဆောင်ခလိုင်းပါနော်မင်္ဂလာပါဟုတ်ကဲ့နော်ဆိုတော့အဲ့လိုရှိတယ်အဲ့တော့ကျွန်တော်တို့ဘလူတွေကြပြခဲ့တယ်လဲဆိုတော့အဲ့ဘလူတွေကြပြခဲ့တယ်လဲဆိုတော့ကိုမသွားခင်ခုနကနော်ဟိုဘုံကျဲခံလိုက်ရ เนาะပုံကျက်ခံလိုက်လို့ရှိရင်ဘာဖြစ်လဲပြီးလူတွေပောက်ကွဲမယ်။ဒါပောက်ကွဲတဲ့အခါကျရင်ဘာဖြစ်လဲငှက်ကင်ဝယ်ပြီးမယ်ဆိုပြီးတော့ပစင်းကင်ဝယ်ပြီးမယ်ဆိုပြီးတော့ပြောပြီးတော့ဖြစ်မလာတဲ့သူတွေကိုဆဲမယ်။ဒါလည်းသဘောကျတယ်ဆဲပြ။ဆဲရဆိုတာတင်စားပြီးပြောတာပါ။နော်ဝေဖန်ပြီးထောက်ပြတာပေါ့နော်။ဒါတော့ဖြစ်တယ်လေ။ဘာကြောင့်လဲတာဝန်ယူမှုတာဝန်ခံမှုဆိုတာအဲ့ဒါပဲ။ယုံမဲ့လို့ပုံအပ်ပြီးပြီးအဲ့ဒါမဖြစ်လာရင်တော့ပြောမှာပေါ့။နော် ဟိုအချိန်တိုက်တာတခိလည်းစောင့်ခဲ့ပြီးပြီเนาะဖြစ်မယ်လို့ပြောထားပြီးတော့မဖြစ်လာရင်တော့ပြောခံရမှာဒါကဟိုဒါသဘာဝကြာเนาะဖြစ်မှာပဲငကိုတွေကမဖြစ်နိုင်ဘာပြောလဲเนาะငကိုတွေကပြီးတဲ့အခါကျလို့ရှိရင်ဟိုအလူခံပြီးတော့ရလာပြီးပြီเนาะအလိန်ခံလာရတာတွေရှိတယ်အဘက်ခံလာရတာတွေရှိတယ်ကွက်ကြော်ရိုက်သွားတာရှိတယ်ဆိုရင်เนาะပြီးတော့ပုံပုံလေးထုတ်ပြမညာနဲ့ အဲ့ကလည်းကြာရင်ပွင့်လင်းမြင်သာမှုရှိရင်ပြီးသွားရုံလိမ့်မယ်လေနော်အဲ့လိုမျိုးမဟုတ်ဘူးနော်အဲ့လိုမျိုးမဟုတ်ဘူးပြီးသူကိုနော်ကလေးတငယ်တငယ်နဲ့စားလို့သဘောထားပြီးတော့ပြီးသူကိုလိမ့်ပြီးသူကလိမ့်ခန်းလေးပူပြီးစိတ်ဆိုးလေးနော်ပြီးသူကအလိမ့်ခန်းလေးပူစိတ်ဆိုးလေးပွင့်လင်းမြင်သာမှုမရှိတဲ့အခါကျတော့ပြီးသူကစိတ်ဆိုးစိတ်ဆိုးတော့ပူပြီးတော့အဲ့မှာပောက်ကွဲမှုတွေကဖြစ်ရော နော်အမှန်မှန်တော့ပွေလင်းမြင်မြင်သာမှုရှိရှိနဲ့ကျွန်တော်တို့ကတော့ဒီလိုအသုံးမချလို့ခံလိုက်ရတယ်ဒီလိုအမှားဖြစ်သွားတယ်ဝင်ချတောင်းပန်ပြီးတော့ကျွန်တော်တို့ဒါကိုအကောင်းဆုံးဘယ်လိုပြန်လွတ်ပါမယ်လို့ပြောရင်ပြီးသွားခံသာအောင်မယ်ဒါတပိုင်အဲ့တော့ဒါကကုနာကနော်ငတ်ကင်ပစင်းကင်နော်ဝယ်ပေးမယ်ဆိုပြီးတော့တောင်းဝင်ခံပြီးတော့အလုံးငွေကောက်ပြီးတော့မဖြစ်လာတဲ့ခါမှာပြီးသူကစဲတာပြီးသူကဝေဖန်ထောက်ပြတာတပိုင် နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီလေဓာတ်ကလဓာတ်ကြီးရဲ့ဓာတ်ပုံနေနဲ့နော် circulate လုပ်ပြီးတော့ line မှာပြန်ပေါ်လာတာပေါ့ဗျာစိတ်တူတဲ့အခါကျတော့ sharing is caring ပေါ့ဗျာနော်ကိုတယောက်ကြောင့်သူများသိလည်းမစိုးဘူးပေါ့နော်ဒီလိုမျိုးနဲ့ share ကြတယ်နော် line ပေါ်မှာကိုပေါ့ကိုပြန် share တယ်နော် messenger group တွေက share တယ် email တွေကနေ share ဟိုက share ဒီက share share တော့လည်းသိရတာပေါ့ဘာဖြစ်ပြီသူလဲလုံနေတော့လောက်လောက်ကြတာပေါ့နော် ဒါပေမဲ့ဒီရုပ်ပြတွေပေါ်မှာပြည်သူတယောက်ချင်းစီကနော်ပြည်သူတယောက်ချင်းစီကဒီကောင်းလေးကိုလက်ခတွေကိုရှင်းဖို့ဆိုတာကစင်ကမှုအရန်ကြည့်တယ်လက်တွေလည်းအရန်မကြောက်ဘဒူတွေကလုတ်လို့ရနိုင်သေးတယ်ဆိုတော့တကယ်ကိုစွန့်ရင်ပြည့်ယူနေတယ်ဆိုရင်လုတ်လို့ရနောက်တစ်ခု ဘသူတွေကလုံနိုင်တဲ့တည်းဆိုတဲ့အခါကျတော့ဥဆောင်ဖွဲ့စည်းတွေကလုံနိုင်တယ်အဲ့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ပြောခဲ့တဲ့ဇကားကိုပဲပြန်ဆက်အောင်နော်အဲ့ဒါကဘာလဲဆိုတော့ကောင်းကင်ဘုံနေရာကိုယူထားတဲ့လူတယောက်နဲ့သူ့ရဲ့တာဝန်ယူရမယ်အတိုင်းတာနဲ့သာမန်ဇီးထဲမှာငားရောင်းနေတဲ့အတော်ကြီးအသားရောင်းနေတဲ့အတော်ကြီးယူရမယ်တာဝန်နဲ့ တာဝန်ယူရတဲ့အတိုင်းအတာပမာဏချင်းကတော့ကွာလာပေါ့ခေါင်းဆောင်နေရာကိုယူလာတဲ့သူကတာဝန်ဆိုတာကြီးဝတ္တရားဆိုတာကြီးတွဲပါလာတဲ့အခါမှာသူကဒါကြီးကိုနော်ပွဲတွေကြတော့မှပချင်းတက်ဆိုဖို့ဒါပွဲတွေကြတော့မှဒီဂုံလူကြီးကြာညာပြီးတော့တိပိသားလူတွေကိုတော်လဲအเจ้าနဲ့တက်ပြီးတော့ပြောတဲ့အခါကြီးညာပေးဖို့တီးတတ်မှာမဟုတ်ဘူးကျွန်တော်ပြောချင်တာကဒါကြီးကိုတာဝန်ကိုပေးလိုက်ပြီဆိုတာကသူတို့ကိုအဲ့တာဝန်ကိုခြေစီကြုံတော့ ဒါမှမဟုတ်ကိုဖောက်ကိုခန့်ထားတယ်နော်ဒီသူကလည်းရွေးတာတော့မဟုတ်ဘူးကိုဖောက်ကိုခန့်ထားတယ်ဒီတာဝန်ကိုယူလိုက်ပြီဆိုတော့ဒီတာဝန်တော့ခြေရမှာပေါ့အဲ့တော့ဒီလိုတာဝန်ကိုဘလို့ခြေခဲ့တဲ့တယ်ဆိုတော့ပွဲစားကလေးကလှိဝက်စွာနော်အထူး special forces တင်နေအဲ special forces တီကလည်းလူရာခဏလောက်ပဲတူတူတက်တက်ချစ်ချစ်လေးလေးနဲ့လျှို့ဝှက် mission တွေကိုတကယ်ကိုပေါ်ဆောင်နိုင်မဲ့သူတွေဥပမာဆိုလို့ရှိရင်ကျွန်တော်တို့နော် MI7 လိုမျိုး နောက်တစ်ခါကျတော့ဒီမော့ဆက်လိုမျိုးဖြစ်အောင်ထစ်ကိုကျွန်တော်တို့မြန်မာတွေဘာလို့မဖြစ်တာကျွန်တော်တို့လုံနိုင်ခဲ့တဲ့လားပေါ့ဥပမာဆိုလို့ရှိရင်အစင်လာရှိတဲ့နော်အတွေ့အကြုံရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြီးတွေလည်းရှိတာပဲပတ်စံသူများဘာမှချမပြနိုင်တဲ့အပြင်နဲ့အကုန်ပြောက်ရိုက်တော့တော်တော်ရုပ်ပြဆင်းပြနိုင်နေတဲ့တို့ကိုယ်တို့ကိုယုံကြည်စရာမရှိသလိုလီးစားစရာတကွက်လောက်လေးပြစရာမရှိဘူးတဲ့နော် ပွင့်လင်းမြင်သာမှုမရှိတဲ့အခါကျရင်ဒါကတော့ဝိပတ်ခံရမှာပဲเนาะဆိုတော့ဟိုကျွန်တော်ဆက်ပြောမယ်အဲ့ဒီအကြောင်းရတယ်လေအဲ့တော့ခုနကအကြောင်းကိုကျွန်တော်ပြန်ဆက်ရမယ်ဆိုလို့ရှိရင်ခုနကငှက်တိုက်တွေကိုရှင်းဖို့တို့เนาะလက္ခဏာတွေရုပ်ပြတွေပုံမှာသွာလာနေတယ်ရှိတယ်เนาะလက္ခဏာတိုက်တွေရှိတယ်ပေါ့ဗျာเนาะလက္ခဏာရင်းဝင်တွေရှိတယ်ပေါ့ခုနကဓာတ်ပုံတွေနဲ့ပုံလာကြတယ်ဥပမာဆိုလို့ရှိရင် လက္ခဏာဂိုင်းချုပ်เนาะတို့လီဒ်ဥစည်းချုပ်ဆိုလို့ရှိရင် အဲကမာရွမြွနဲ့အာဒီယာလန်အဲ့ထက်မှနေတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့သိတယ်လန်ဒန်ကနေပြီးတော့သဘောတရားပြပြပါလीနော်ဒါပေမဲ့ကျွန်တော်ကဒီလန်ဒန်ကနေပြီးလှမ်းပြီးလုပ်ဖို့ဆိုတော့ကလှမ်းဝေးတယ်လीဟုတ်တယ်ဟုတ်နောက်တစ်ခါကျတော့ကျွန်တော်ကလည်းအရက်သားပြည်သူတယောက်နေတယ်ဟုတ်ပြီစီရင်ကောင်းဆောင်နိုင်ငံရေးကောင်းဆောင်နေနဲ့အုပ်ချုပ်ရေးကောင်းဆောင်နေနဲ့တာဝန်ယူထားတဲ့သူတွေကဒါတွေကိုလုပ်နိုင်အောင်မဟုတ်ဘူးလားအဲ့တော့ကိုလုတ်ဖို့ကိုလည်းဥဆောင်ပြီးတော့တောင်းရွတ်မှာမဟုတ်ဘူးလားအဲ့တော့ခုနက ျွန်တော်ဓာတ်ပုံတွေ share လာတဲ့အခါမှာကျွန်တော်ဘယ်လိုမျိုးအမြဲတမ်းတွေးမိလဲဆိုတော့ဩငါတို့ပြည်သူတွေလည်းရသေးစိတ်ဖြည်နေပဲ sharing is caring မဟုတ်ဗျာနော်ဝီမြချင်းဟာ view set ချင်းဆိုတဲ့ပုံစံနဲ့ပဲငါတို့သွားနေရတော့မယ်ဒီကောင်တွေငါတို့တိတိယောက်မလုံနိုင်ပြပါလားနော်မလုံနိုင်ပြပါလားဆိုပြီးတော့ကျွန်တော်တွေးမိတွေးမိတိုင်းကြံစဉ်းစားတဲ့အခါမှာလဲတာမန်ရသားပြည်သူတွေနော် ဒီဥဆောင်တဲ့သူတွေဘယ်သူကပို့ပြီးတော့လုံနိုင်တဲ့တလဲเนาะကျွန်တော်စဉ်းစားတယ်စဉ်းစားတဲ့ခါကျလည်းတရားပေါ်ခေါင်းဆောင်နေတဲ့သူဥဆောင်နေတဲ့သူဥဆောင်နဲ့အဖွဲ့နေရာကိုတာဝန်ယူထားတဲ့သူတွေကပို့ပြီးတော့လုံနိုင်တဲ့နာဘော့ဆိုတဲ့အဖြေကတော့ထွက်တယ်เนาะ